သူကအစားမန္တလေးဟူလာဟိုဂီတာတီးဖို့ဆိုမှရောက်လာဒါပေမဲ့ဘေးစမားမရှိဘူးခီးထွက်သွားလို့ဆိုမှဘေးစဝင်ဒီင်းနဲ့အဲအခုအထက်ဒီဘေးစမားဖြစ်နေတာဟုတ်ပါဘူးသူကအရှိတရှိရဲ့အဲ့ဒါ၃၀အဲ့ဒါ၃၀၃၁ပြည့်ရမှာရတယ်ခေရတော့လုံးရင်တော့တကယ်ဟိုဘောကျန်းကျန်းမာမာနဲ့ဟိုအသက်တည်တဲ့အထိမတည်ခင်သေးဘူး ညောင်းမှာတကယ်လို့လုံနိုင်နေလို့ရှိရင်တော့ရအောင်လုံမှာပေါ့အခုတတိပြဖို့တော့မစင်းစားဘာကြောင့်လဲဆိုရှင်အခုကဂီတာပဲတီးနေတာလေဟိုတတိပြချင်တော့မိုးကုတ်မှာမိုးကုတ်ကကြောက်လုံလုံကြတာလေဟိုကြောက်လုံနေပဲတတိပြအောင်လုံမှာပေါ့သူတို့ကဘယ်အမိရဆဘယ်သဘောတူမှာဟိုကမိုးကုတ်ကလူကြီးတော်တော်များများဒီအနုမြာလုံဆိုတာဒီညိုရမှာပဲပျော်ပဲရှင်ပွဲလောက်ပဲနွေးစေချင်တာလေဒီအလုပ်ကြီးကိုတခြားနေမှာထွက်လို့တယ်ဘယ်သူမှမကြိုက် မောင်မောင်ဇလတ်တူကိုရဲ့ကိုရဲ့ဖြူတို့ဝန်ခန်းတို့ dance ဆိုပါတော့ကိုရဲ့ဖြူတလောအဲ့ဒီဟိုကျန်းမာရေးမကောင်းတဲ့အချိန်ပေါ့အခုအခုအကူညီတောင်းလို့ကိုသူ့ညာမှာခဏလေးဝင်ပြီးပြပြကိုယ်တို့ဒီ 99 98လောက်မှာလေမက်ဒယ်ဆုံးကိုအခုလို့ဆရောက်တာပေါ့ဆရောက်ပြီးတော့အီအီ2012လောက်ထိရောက်အဲ့မှာတီးပြတာပေါ့နောက်ပိုင်းတော့ကိုအောင်ကိုဖွဲ့သားတွေဘာလို့ပြီးကိုအောင်ကိုကိုဗန်နဲ့ကိုပြန်ထောင်ပြီးတော့ဒီ Rose of Sharon အဝဲဆိုပြီးမှကိုလျောက်ပြန်ပြီးတီးပြတာပေါ့အဲသူဆလာ96မှာဆာလေအခုတို့ကရောက်တာနောက်ကြာလေ99 98မှာရောက်တယ်အဲအဲ့လိုမဟုတ်ဘူးကိုကဟို1994ပေါ့94မှာမန္တလေး ရ share D1 မှာအရင်စတီးရပါ94ဆိုအခုအသက်ကဟိုလောက်20နှစ်လောက်ရှိပြီပေါ့အဲ့ရှိမှာဘလို့အခုကမူကုတ်ကဆိုတော့မူကုတ်မှာအခု12နှစ်13နှစ်ကစပြီးတော့ဘလို့ပေါ့စင်မမဂီတာတွေပဲစတီးရပါအဲ့လို TV ရန်လည်းအဲ့ဒါနဲ့အဲ့ပြည်ရန်လည်း94ကျတော့အခုမန္တလေးကိုထွက်လာပြီးတော့အဲ့မှာမန္တလေးမှာနေလား3လနေကြီးမှာအဲ့မှာငွေချင်းတွေမှာအဆောင်တွေမှာရှောင်းနေဂီတာတွေပဲတီးပေါ့အဲ့လိုပြီးတော့မှဒီ share ဦးနဲ့ပတ်သက်ပြီးတော့အခုက share D1 ရောက်လာ ဘယ်လိုဆုံးကြတော့ဒီရှင်းမှာကိုတီးရ၄နှစ်လောက်ပြီးပါမှာဒီဘယ်လိုဆုံးတီးပိုင်းထောင်နေအချိန်မှာအခု brand ရဲ့ကိုမင်းတော်ကရန်ကုန်မှာတီးကျင်လာပေါ့အခုပြီးမယ်လေဒီဘာဘာအဲ့မန်လေးမှာပဲကိုအလုပ်ကိစ္စကြီးပြီးပြီးပြီးအောင်ဖျက်ရင်မျိုးရန်ကုန်ရောက်လာဒါပေမဲ့မယ်လဆောင်ကခေါ်လို့ရောက်လာသူတို့ကတော့အခုထိုးတဲ့ဟိုနည်းနည်းပူစောပြီးရောက်တာပေါ့ကိုသက်6လောက်မှရောက်တာပေါ့အခုတို့ကကျတော့နည်းနည်းနောက်ကျ69နဲ့68ကြားမှရောက်လာအခုကအစားမန်လေးဟိုဟိုဂီတာတီးဖို့ဆိုမှရောက်လာဒါပေမဲ့ ဘေးစမားမရှိဘူးခီးထွက်သွားလို့ဆိုတော့ဘေးဝင်ဒီင်းနဲ့အဲအခုအထက်ကြီးဘေးစမားဖြစ်နေတာပေါ့အဲဟိုဘောအစဒီကူမောင်မောင်ဇလတ်တို့ကိုရဲ့ကိုရဲ့ဖြူတို့ဝန်ခန်းတို့ဒဲအန်ဆိုတော့ကိုရဲ့ဖြူတလောအဲ့ဒီဟိုကျန်းမာကြီးမကောင်းတဲ့အချိန်ပေါ့အခုအခုအကူညီတောင်းလို့ကိုသူ့ညမှာခဏလေးဝင်ပြီးပြပြအာအခုဟိုဘောဒီတက်တဲ့ဟိုဂီတာစတီးတဲ့ယူရတော့မပြောတော့ပါဘူးဒါငယ်တော့ပါဆိုတော့ဟိုဒီ94ရပဲပြန်တွက်မယ်ဆိုလို့ရှိရင်မနေဘူးပေါ့ဒါဆိုအဲ တခုရှိရတော့ဒီဟိုပြီးတဲ့ပြီးခတ်တဲ့အပိုင်းတော့အခုစိတ်ကျဉ်းနေမှုအများကြီးရှိပါတယ်ဟိုညနေအပိုင်းကတော့ဒီဟိုစာဝတ်နေရေးကိစ္စကတော့တခြားပေါ့ဒစိတပိုင်းမဟုတ်လို့အခုတတိပြဖို့တော့မစင်းစားဘာကြောင့်လဲဆိုရှင်အခုကဂီတာပဲတီးနေတာလေဟိုတတိပြရင်တော့မုခုမှာမုခုကကြောက်လုံးလုံးကြရတယ်ဟိုကြောက်လုံးနေပဲတတိပြအောင်လုံးမှာပေါ့သူတို့ကဘယ်အမေရဆဘယ်သဘောတူမှာဟိုကမုခုကလူကြီးတော်တော်များများဒီအနုညာလုံးဆိုတာဒီ ညို့ထဲမှာပဲပျော်ပဲရှင်ပွဲလောက်ပဲနွေးစေချင်တာလေဒီအလုပ်ကြီးကိုတခြားနေမှာထွက်လို့တယ်ဘယ်မှမကြိုက်အဲလှုပ်ရှင်တော့တကယ်ဟိုပေါ့ကျန်းကျန်းမာမာနဲ့အသက်တည်တဲ့အထိမတည်ခင်သေးပေါ့ကျန်းကျန်းမာမာတကယ်လို့လုံနိုင်နေလို့ရှိရင်တော့ရအောင်လုံမှာပေါ့အဲအခုတို့ဘေးသမျိုးရဲ့လို့မဟုတ်အခုတီးရဲ့ကြုံလို့ရှိရင်ကြီးပုတ်တွေတီးလိုက်ဟိုဘာလို့ဂီတာတွေဝင်တီးလိုက်အဲ့လိုမျိုးကြုံတော့တီးတာပဲအဲအားလချင်တော့ဟို တလို့စီဟိုတုန်းကတော့အားစားလိုက်စားလေဘောလုံးမဲ့ကန်တာတော့ဒီမျိုးစီလှုပ်လိုက်ဘောလုံးကန်လိုက်အဲ့လိုအားရတဲ့အချိန်ဒီပေါ့အခုကဒီခုကျတော့အခိုင်းဟင်းနေပါချက်ပြစ်ဒီရဲ့နောက်ပိုင်းကျတော့ခင်းနေပါလဲမချက်ပြစ်တော့ဘူးလူတွေလည်းဒုက္ခကြီးရောက်ပြီကိုလေ Facebook ဒီမှာလည်းပုံလည်းမတင်ကြတော့ဘူးအခုကကိုစိတ်ညစ်ပြီးတော့ကိုကဒီအမနေလိုက်တော့လေမျိုးเออဟိုအပြစ်ပါသူတို့ကတော့ထူးခြားပေါ့ဒီခုနောက်ပိုင်းလူငယ်ဗန်နေဆိုလဲသူတို့ဆံပြအတူယူရပါပဲလေအဲသူတို့ကအရင်ကိုတို့ဒီ alternative အဖွဲ့တွေစပေါ်လာစမှာသူတို့ကစဦးလာပါပေါ့ ခုနောက်ပိုင်းခေတ်စားတဲ့လူငယ်တွေကလေသူတို့ရှိရပဲအတူယူရတာပေါ့မှန်ပါတယ်အဲ့ကာလကတော့လူတွေကအနုပညာလောဘတော်တော်ကြီးကြတဲ့အချိန်ပေါ့သိရမလားဟိုဟိုဟာလေးတခွေထွက်ယူလို့ရှိရင်အာတယောက်တည်းလေးနားဆောင်အလူရအလူရပလာလေးနားဆောင်ပြီးလို့ရှိရင်အဲ့သူတို့ဖန်တီးကြတာတွေကိုအတုကိုပေါ့အဲ့လိုမျိုးကွာတော့ကွာပါလေကွာလည်းသူအဲ့ခေတ်ကခေတ်စားတဲ့ပုံစံနဲ့အခုကဟာနဲ့ပုံစံကြီးကလည်းမတူတော့ပြန်အခုကျတော့တရှင်းနေရဟိုဘက် OD ဟိုပြန်သွားတဲ့ဟာတွေလည်းရှိရလေအဟောင်းတွေဘက်ကိုပြန်သွားရရှိရ ဟိုအတိကြီးပဲလည်းမဟုတ်ဘူးသူကအဲ့လိုဟောင်းနှိုင်းပြီးတော့ဒီတခုခေတ်လူငယ်တွေကြားဖို့အောင်ဆိုတော့အဲ့ဟောင်းလေးကိုပြန်ပြီးမှပြန်လည်လာတဲ့ပုံစံဖန်တီးရတာပေါ့တိတ်ပေါ်ပါပါပဲဒူကတယောက်နဲ့တယောက်လုံးမတူပါဘူးလောဘကြီးပုံချင်းတော့ဒီလိုပါပဲအပူပါတော့ဒီလိုလောဘကြီးကြပဲလေအော်အတလေးကြီးအနုပြန်နဲ့ပတ်တဲ့ဘာမှသိအထိခိုက်မခံဘူးလို့မြေဒီအခုဟိုးရောင်းရင်ဒီအခုချိန်ဒီဒီအနုပညာလေးကိုဆက်လက်ပြီးဖန်တီးနေပါတယ်ဆက်လက်ပြီးအားပေးကြပါ